ကြံရောက်တယ်ဆိုလို့ရှိရင်အကုန်လုံးကပျော်ရွှင်ရတယ်ပေါ့အထူးသဖြင့်ကတော့ဒီနှစ်လိုမျိုးပေါ့နော်ဒါ UNESCO ကနေတကယ်ကမ္ဘာ့ယဉ်ကျေးမှုအမွေနဲ့အဖြစ်အသိမပြုခံရတာမျိုးကြတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲအဲဟိုဝမ်းသာစရာကောင်းတယ်ကိုယ့်ရဲ့ဟို အရာအရင်တုန်းကတော့အားလုံးကတမိုးထားကကောင်းမှန်သိပါတယ်ဒါပေမဲ့ဒီခါကျအခုကကျတော့ပို့ပြီးကဘာပါအတိမဲ့ပြုတ်သွားရဆိုတဲ့ခါကျတော့ပို့ပြီးတော့ဘာလို့လဲအရင်တော့အင်းကြီးချင်းနိုင်ငံတွေကလည်းလုံးကြရတယ်ကွာသူတကြံလို့လို့ကိုတကြံလို့လို့ပေါ့နော်အခုကကျတော့မြန်မာတွေရဲ့မိုဘိုင်းတကြံမြန်မာရှေ့ယူရတကြံဆိုတော့အားလုံးသိသွားတဲ့အတွက်ဒီနှစ်ကတော့အခိုင်းအမာတစ်ထပ်ပို့ပြီးတော့ရင်ကုန်စိတ်လို့ရှားရပါတယ်အနုပညာလောကရဲ့စာဝန်သားနဲ့တကြံမှာပထမဆုံးတကြံစဆိုရတာပါပဲအဲ့ဒါတော့အမှတ်တရပါဟုတ်မန်လေးမှာပဲအဲ့ဒါလား မယ်လီနဲ့ဘလော့ကက်ဆက်တယ်လို့ပြောပြရမှာဟုတ်တယ်မမီသားနဲ့ကန်ဆက်ဖို့ပဲကျွန်တော်ဩအဲကြံရောက်တယ်ဆိုလို့ရှိရင်အကုန်လုံးကပျော်ရွှင်ရတယ်ပေါ့အထူးသဖြင့်ကတော့ဒီနှစ်လိုမျိုးပေါ့နော်ဒါ UNESCO ကနေတကယ်ကမ္ဘာ့ယဉ်ကျေးမှုအမွေနဲ့အဖြစ်အသိမပြုခံရတာမျိုးကြတော့ပို့ပြီးတော့ဘယ်လိုခေါ်မလဲအဲဟိုဝန်တာစရာကောင်းတယ်ကိုယ့်ရဲ့ဟို အရာအရင်တုန်းကတော့အားလုံးကတမိုးထားကကောင်းမှန်းသိပါတယ်ဒါအဓိကကျအခုကကျတော့ပို့ပြီးကဘာပါအတိမဲ့ပြုတ်သွားရဆိုတဲ့ခါကျတော့ပို့ပြီးတော့ဘာလို့လဲအရင်တော့အင်းကြီးချင်းနိုင်ငံတွေကလည်းလှုပ်ကြရကွာသူတကြံလိုလိုကိုတကြံလိုလိုပေါ့နော်အခုကကျတော့ဒါမြန်မာတွေရဲ့မူပိုင်တကြံမြန်မာရှေ့ယူကတကြံဆိုတော့အားလုံးသိသွားတဲ့အတွက်ဒီနှစ်ကတော့အခိုင်းအမာတစ်ထပ်ပို့ပြီးတော့ရင်ခုန်စိတ်လို့ရှားရပါတယ်တကြံနဲ့ပတ်သက်တဲ့အမတရားတစ်ခုဆိုရင်ဘာလို့ရှိနေလဲအနုပညာလောကရဲ့စဝင်တာနဲ့အဲတကြံမှာပထမဆုံးတကြံစဆိုရတာပါပဲအဲ့ဒါတော့အမှတ်တရပါဟုတ်မန်လေးမှာပဲအဲ့ဒါ မယ်လေးနဲ့ကတော့ကန်ဆက်တယ်လို့ပြောပြရမှာဟုတ်တယ်မမီသားနဲ့ကန်ဆက်ဖို့ပဲကျွန်တော်ဩဈေးပန်ခင်တာလကားစားပါမယ်လေးကလူရဲကြခင်နေချစ်တတ်တယ်ပြီးတော့ဖော်ရွေးတယ်ပြီးတော့မယ်လေးကအစားတောက်ကောင်းတယ်လေ ဲ့လိုတွေအမြဲတမ်းစတာပြည့်တယ်လို့လည်းဒါပြည့်စုံရဲ့ချစ်တာဖြစ်နေတာတကယ်လို့မျိုးကမဟုတ်ပျော်စီချင်တာကွာတလားအဲ့လိုပရိသတ်နဲ့အဲ့လိုမျိုး attachment မှာဟိုပျော်တဲ့ vibe ကိုရစေချင်တာကွာတလားအဲ့ဒါတကယ်ပျော်စီချင်ုံပဲဟို entertain လုပ်ပြရတဲ့ဘောပဲပျက်စီချင်ုံမဟုတ်ဘူးကွာတလားပျက်ပျက်စီးပါစေရောဆိုတော့စိတ်နဲ့မဟုတ်အဓိကပျော်စီချင်တာပါဆိုဟိုဘဝမှာရှင်သန်ရုန်းကန်ရတာခက်ခဲတယ်ပင်ပန်းတယ်ပေါ့နော်အချိန်တွေအကြောင်းအကျိုးအမျိုးမျိုးအများကြီးပြောင်းလဲနေကြလာအိမ်မှာခြားတော့အလုံးပျော်စီချင်တာပဲအဲ့ခါကျတော့အဲ့လို မှန်တမ်းပြောရင်ကိုယ်မှလည်း stress ကြီးရှိရပါဘူး။ဒါပေမဲ့လို့ကိုယ်ကပျော်ပဲနေတယ်၊ပျော်တဲ့ vibe ကိုပဲပေးတယ်၊ပျော်တဲ့အဟာကိုပဲ sharing လုပ်တာ။ဟုတ်။ပချင်းဆိုလို့ရှိရင်လည်း fan နဲ့အများများရယ်နော်။အောက်ကအားပေးနေတယ်လေ။ဟုတ်လား။ဒီနေ့ပြောပြီးတော့ဘာဖြစ်အားကြီးအဲအဲတို့ချစ်လို့နေပါပါမြို့တချင်းဆိုရတာကိုကြိုက်တယ်အဲငငယ်တွေကလည်းတချင်းဆိုရတာဝါသနာပါတယ်2005တွေကတချင်းဆလုတ်ဖြစ်တာပေါ့နော်ဒါပေမဲ့အကြောင်းကြောင့်ကြောင့်ဒီဘက်တရုတ်ဆောင်ပိုင်းဘက်ကိုပို့ပြီးတော့အလေးတသွားတာဆိုတော့အခုမှပဲတအားကိုအသက်ကြီးမှကိုယ့်ရဲ့ childhood dream ကိုပြန်ပြီးတော့အကောင့်ထည့်ဖို့တဲ့သဘောပါ တကြံကားလေးနေပြီဆိုတော့တကြံရောဘာ plan နေရှိလဲဟုတ်တကြံကမန်လေးမြို့တော်ဝန်မှန်းတပ်မှာရှိပါမယ်ရှင်ဟုတ်မရှိနဲ့ဆိုမယ်အကားလိုက်နေပါဘူးအကတပါဘူးအဲ့လိုမျိုးနည်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 းပါလို့လို့ဒီလိုရှိတုံးနောက်ဆုပ်လေးပါပဲတချင်းတချင်းဆုံမှာဟုတ်အဲ့တော့ဒါဘလို့ဖြစ်ပေါ်တော့မန်လေးတော့တိုင်းခုနဲ့လုံးဝမတရားဖြစ်စေတဲ့အရာတွေဆိုခါလေးရဲ့ရှိတယ်မန်လေးကလူလေးမောက်တော်လေး1ခက်လောက်ကြာတွေ့ရနော်ဟာအဲ့အဲ့ဒါဆိုတော့မန်လေးမှာဆိုရင်တော့ဒါကိုမြဲနေဖြစ်တဲ့ဟိုတယ်ပေါ့ဒါဆိုရင်ဟိုတယ်ကွင်း အဲမင်္ဂလာမန်းလေးပြီးလို့ရှိရင်ဆူဆူမုတ်တီအဆိုင်ကြောညာကြီးဖြစ်သွားလိုက်မယ်ကဖေဟိုဟိုအများကြီးကအမှန်မျိုးသွားစားတာပြီးလို့ရှိရင်မြန်မာထမင်းဆိုင်နေလိုက်စားရတယ်ပြီးမလာထန်စားရတယ်အဲ့လိုမျိုးပေါ့အမြဲကိုအစားကြိုက်တဲ့ခါကျတော့မန်းလေးမှာဆိုရင်ရန်ကုန်မှာဆိုရင်ဘယ်နာဘယ်ဆိုင်တိတ်မသိဘူးအိမ်ထမင်းအဟင်းစားရများတော့မန်းလေးကျတော့ဆိုင်စားများတဲ့ခါကျတော့မန်းလေးကဆိုင်တော်တော်များတည်တယ်အာအထူးကတော့မန်းလေးနဲ့မြို့နဲ့ဆိုလို့ရှိရင်တော့အစားတောက်နဲ့တွဲမြင်လို့ရအောင် အာဒီ MFD ရေပွဲမှာကြာတော့ကွာဒီဇိုင်နာ14ယောက်ပေါ့နော်အကုန်လုံးကလည်းကိုယ်နဲ့လည်းသိနေရဆိုတဲ့ခါကျတော့ဒီအချိန်လေးရနဲ့ဖြစ်တယ်ဆိုပြီးတော့ဒါလာရအပေးရပါဒီနေ့ကတော့ပန်းနုပြူမေလေးတော့ဖြစ်နေရနော်တော်လေးကိုနုပြူပြီးတော့အဲ့ဒါမပုံစင်တာမပုံ my favorite ရဲ့ဒီအင်ချီလေးရဲ့ skirt လေးရဲ့ဆိုဝီဆိုဝီတစိကမပုံရဲ့ fashion လေးတွေကမြေတဲ့ mode ပါလီနဲ့တောင် fashion ကြရလို့ပြောရမယ်နော်မအမြင်လေးပြပြပေးပါဦးရှင့်အဲ ဟိုဟာပေါ့အမြဲဝတ်လို့ရတယ်ပြီးလို့ရှိရင်အဲ့လိုခီးသွားတဲ့အချိန်လေးလေလေဝတ်လို့ကောင်းတယ်သူကအဲ့လိုမျိုးဒီဇိုင်းလေးကစမ်းတယ်လေအဲ့ဒီပြည့်ဒီလိုလေးတတီတတီတတီလေးချစ်စရာလေးအဲ့လိုအလုံးလေးအတွဲလေးအဲ့လိုမျိုးလေးပေါ့အစမ်းစမ်းတယ်ကွာစီပြီးတော့ခြိသားလေးဆိုတော့အေးရောက်အော်ဒီနေ့ကမလျှောက်ဘူးဒီနေ့ကခလေးတွေကိုခလေးတွေကိုအားပေးမှာပေါ့နော်ဒီနေ့ကတော့မျိုးမနေ့ပိုင်းလေးအလုပ်ရှိရတဲ့အခါကျတော့မလျှောက်ဖြစ်ဘူးပေါ့အဲ့ဒါကြောင့်အားပေးမှာဟာအားပေးမှာဒီနေ့ကဘလိုလေးတွေကိုခံစားနေတယ်အဲ့လိုမျိုးကွဲလေးတွေပြင်ပြရတဲ့အခါကျတော့ ခုခုလို fashion show ပွဲတက်လာတာကြတော့အသက်ဆန်းနေမြင်ရတယ်နောက်တက်တဲ့ကလေးတွေရဲ့အဲ့လိုလှပတဲ့တွက်လက်တဲ့သူတို့ရဲ့အဲ့လိုမျိုးဘယ်လိုခေါ်မလဲ action တွေမြင်ရပါတော့เนาะအခုမှကိုပုံမှန်ခုဟို promotion ပွဲတွေစိုက်ဖွင့်ပွဲတက်ကြတဲ့အခါကြတော့ဒါပြိသက်နဲ့ထိတွေ့ရတယ်ပြိသက်နဲ့ဂိမ်းကစားရတယ်တခြင်းတွေဆိုပြရဆိုတော့ခန်းစားချက်တရားတော့မတူဘူးပေါ့ဟိုကိုကိုကိုတိုင်းပါဝင်ရတဲ့ဟာတွေကကြတော့ဒါကိုယ့်ရဲ့ professional ကိုလုပ်ရတာပေါ့ဒါကကြတော့ဒါကဘယ်လိုပြောရမလဲအမ် ခန်းစားချက်အစ်စ်တဲ့ပေါ့ပြီးလို့ရှင်စိတ်ကူးအစ်စ်တွေကိုလာပြီးတော့ကိုကဆွဲယူတာပေါ့